ဇင်းရောက်ဆုံးလေရောင်းမယ်ဆိုရင် Miss Grandam KJK Sophia မင်္ဂလာပါရှင်စမ်းမေ channel ကကြိုဆိုပါရယ် Miss Grand မြန်မာ2025ပြိုင်ပွဲကြီးကတော့ပြီးခဲ့တဲ့ဇွန်လ3ရက်ကစတင်ပြီးရှင်ပြိုင်နေပြီဖြစ်ပါတယ်နိုင်ငံတကာမှာနာမည်ပြက်နေတဲ့ Miss Grand ကိုမှဝင်ပြိုင်တဲ့လာမယ်ရီကိုပရိသတ်တွေကဝေဖန်နေကြပါတယ်။အဲဒီလာမယ်ရီတွေကတယောက်ကတော့မြန်မာစတားဆိုပြိုင်မဝင် JK Sophia ဖြစ်ပါတယ်။ ဂျေကေဆိုဖီယာဟောင်းမြန်မာစတားမှာလည်းပရိသတ်အပြေးမှုရရှိခဲ့တဲ့သူဖြစ်ပေမယ့်တခြားအလာမဲပွဲကိုမပြိုင်မဲမစ်ကရန်ကိုဝင်ပြိုင်လို့ဝေဖန်ခံနေရတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်းတည်ကြတဲ့အတိုင်းမစ္စတာနဝတ်ဟာ2024ခုနှစ်မစ်ကရန်အင်တာနေရှင်နယ်အလာမဲဖြစ်တဲ့အိန္ဒိယအလာမဲကိုစူချင်းငွေချက်ချင်းမပေးတဲ့အပြင်ထိုင်းကစုပ်ပြတ်ခြင်းမြောင်းတဲ့အခမ်းမှာဘာမှမထောက်ပံ့ပဲပြစ်ထားပြီးသူ့ရဲ့ငပိကြောင်တွေကို live စီရောင်းချခံခဲ့တဲ့ပြဿနာတွေကြောင့်နိုင်ငံတကာမှာရှက်ခွဲဝေဖန်ခံနေရတဲ့မစ်ကရန်အဖွဲ့အစည်းဖြစ်ပါတယ်။ အခုလပြိုင်နေလာမယ်ရီကိုလည်းမစ္စတာနဝရဲ့ငပီကြောင်ရောက်မှုအတွက်ဝင်ပြိုင်ကြလာလားလို့မေးခွန်းထုတ်နေကြပါတယ်။ဒီမေးခွန်းနဲ့ပတ်သက်ပြီး JK Sophia ကတော့ organization ရဲ့စီးမင်းစီကံတိုင်လုံရမှာမို့ဈေးရောက်ဆိုရင်လည်းရောင်းပါပါလို့ဖြေသွင်းခဲ့တာပါ။သူမကတော့နမ်ခမ်းမျိုးကိုစားပြုလာမယ်ဖြစ်ပြီးအများကြီးမမျှော်လင့်ထားမိမယ်ရတဲ့ခွင့်ရီကိုအကောင်းဆုံးသုံးချသွားမယ်လို့ပြောပါတယ်။သူမကိုအားပေးတဲ့ပရိသတ်တွေကတော့ Miss Grant ကိုဝင်ပြိုင်လို့အားမပေးတော့ဘူးလို့ပြောနေကြပါတယ်။